။တဘာကတည်းရဲ့အထိလူရမ်းမှုတွေပြုလုပ်နေလို့ကမ္ဘောဒီးယားဖုန်ကြီးတွေပါမနေနိုင်ပေလာရောက်လူဒဏ်ရတဲ့ပြည်ပြူထွေးရဲ့ကောင်းမှု။အားလုံးမင်္ဂလာပါရှင်။ The Celebrity New Page ကနေကြိုဆိုလိုက်ပါနိုင်ငံကျော်ဆဲလီဖြူဖြူထွေးကတော့နိုင်ငံကျော်ယုံတာမကကဘာကျော်ရဲ့အထီးသူမရဲ့လူရန်ကုသိုလ်ရှင်မှုတွေက လေးစားကြကောင်းနေခဲ့ပါပြီ။ဒါကြောင့်မလို့မြန်မာနိုင်ငံကဖုံးတော်ကြီးတွေကုသမကကမ္ဘောဒီးယားနိုင်ငံကဆီယာရော်တန်ဂါရော်တွေကပါဖြူဖြူထွေးရှိရာကိုအရောက်လာပြီးလူရန်မှုတွေပြုလုပ်နေရလဲဖြစ်ပါတယ်။ ဖြူဖြူထွေးဟာဆိုရင်ဆယ်လီတယောက်ဖြစ်နေပထမနန်းတွင်လှုပ်ပြီးအောင်မြင်လာခဲ့တာပါဒါပေမဲ့လည်းသူမရဲ့ရိုးသားဖြူစင်းနဲ့စိတ်ရင်းအမှန်လေးအတိုင်းနေနေခဲ့တာဖြစ်ပြီးဘသူကမှဒုက္ခမပေးခဲ့ပါဘူးကိုပါတာကိုအေးစေးစွာနေထိုင်ခြင်းနဲ့တက်ဆွမ်းသမျှအမှုပညာအလုပ်တွေကိုစူးစမ်းလုပ်ကိုင်ပြီးတော့မိဘကိုလှုပ်ကြွေးပြုစုနေတဲ့သမီးကောင်းယတနာလေးလည်းဖြစ်ပါတိတပင်ကောင်းရင်ငှက်သတောင်းနာဆိုသလိုဖြူဖြူထွေးရဲ့အောင်မြင်မှုတွေနောက်ကွယ်မှာသူမရဲ့မိဘနှစ်ပါးအဖြစ်ဆွေမျိုးသားချင်းတွေအကောင်လုံးလဲကြွယ်ဝချမ်းသာလာတာဖြစ်ပါ යි ဒါတွေမကသူမတို့မိသားစုတစ်ခုလုံးကရရှိလာသမျှစီးတဲ့ဥစ္စာတွေကိုကိုကျိုးအတွက်ပဲအတော်မချပဲလူရန်မှုတွေကိုလည်းစက်တိုက်ပြုတ်လုံနေပါ යි ရှေးပြီးမှတော့ကလည်းမိသားစုတွေအကုန်လုံးချက်ပြုတ်လူရန်ကြသလိုငလီဘေးကြီးမှလည်းအကုန်လုံးစုပေါင်းပြီးတော့တွားရောက်လူရန်နေခဲ့ကြတာဖြစ်ပါ යි ဒီလိုမျိုးလူရန်မှုတွေကိုတက်ကြွစွာနဲ့ပြုတ်လုံနေပြီးတကယ်စနစ်တကျနဲ့ထိရောက်စွာလူရန်နိုင်တာကိုလည်းတွေ့မြင်ရတာဖြစ်ပါ යි ဒါကြောင့်ဖြဖြူထွေးအနေနဲ့တကယ်ကိုလေးစားစရာပုဂ္ဂိုလ်တယောက်အဖြစ်ကဘာကပါအတိမတ်ပြုတ်နေရပါပြီ အခုလိုမျိုးပြပြထွေးရဲ့ကဘာကျော်လူရမ်းမှုတွေကြောင့်ကမ္ဘောဒီးယားနိုင်ငံမှာနေထိုင်သတင်းတောင်းနေတဲ့ဖုံးတော်ကြီးတွေဟာဆိုရင်လည်းမြန်မာနိုင်ငံကိုအရောက်လာပြီးတော့လူရန်ခဲ့ကြပါတယ်။သူတို့ကလည်းပြပြထွေးလိုမျိုးပဲလူရန်ကုသိုလ်ရှုမှုတွေပြုလုပ်ခြင်းနဲ့အတွက်ငလီဘေးတိဒေတာတွေကိုလိုအပ်တဲ့နေရာတွေမှာအကျိုးရှိစွာလူရန်နိုင်စေဖို့အခုလိုမျိုးလာရောက်တွေ့ဆုံခဲ့တာပါ။ပြပြထွေးကိုရောက်ကြည့်ရတဲ့အတွက်မြန်မာငွေ7300ကိုဆရာတော်တန်ဃာတော်တွေကပေးအပ်လှူဒါန်းခဲ့တာဖြစ်ပါတယ် ဒီထဲကဆရာတော်တပါးဟာဆိုရင်မြန်မာနိုင်ငံမှာ6နှစ်လောက်သတင်းသုံးနေထိုင်ပူခဲ့တဲ့ဆရာတော်ဖြစ်တယ်လို့သိရပါတယ်ဒါကြောင့်ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့အခက်အခဲတွေကိုထပ်တူကိုချင်းစာနိုင်ခဲ့ပြီးတော့အခုလိုမျိုးကိုရင်လာရောက်ပြီးတော့လှူဒန်းခဲ့တာပါတခြားသောဆရာတော်တန်ခါတော်တွေဟာဆိုရင်လေလှူဒန်းမှုပြုကျင်တဲ့အတွက်မြန်မာနိုင်ငံကိုလိုက်ပါပြီးဖြူဖြူထွေးနဲ့တွေ့ဆုံကလှူဒန်းမှုတွေကိုပြုလုပ်ဖို့စီစဉ်နေကြတာဖြစ်ပါတယ်ကမ္ဘောဒီးယားနိုင်ငံကဆရာတော်တွေနဲ့ဖြူဖြူထွေးရဲ့လှူဒန်းမှုကြီးကတော့တကယ့်ကိုမှချီးကျူးဂုဏ်ယူစရာကောင်းလာပါတယ် ပြည်သူတွေကနေ့စဉ်နေ့တိုင်းမှာတိမ်မောင်းရာချီလှူဒန်းကုသိုလ်ယူနေခဲ့တာလည်းဖြစ်ပါတယ်။အလူပစ္စည်းတွေကိုလည်းအများအပြားဝယ်ယူပြီးလိုအပ်တဲ့ဒေသကပြည်သူတွေကိုကိုယ်တိုင်သွားတွေ့ပြီးတော့ထိရောက်စွာနဲ့လှူဒန်းနေခဲ့တာပါ။ပြည်သူတွေကလည်းဖြူဖြူထွေးဆိုရင်ကိုအားတက်နေကြတာဖြစ်ပြီးကိုယ်တိုင်လာလှူတာကိုတွေ့ရတဲ့အခါမှာပို့ပြီးတော့ဝမ်းသာနေရပါတယ်။တချို့တွေကတော့ဖြူဖြူထွေးကိုပောက်ကြရတွေရှောက်လုံနေလို့ဆိုပြီးဝီဖန်နေကြတာတွေရှိပေမဲ့စိတ်သဘောထားမှန်ကန်မှုဖြူစင်မှုကအခုလိုမျိုးပဲပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မြန်မာနိုင်ငံကပြည်သူတွေရဲ့အာကိုအထပြုစီရာပရဟိတသမားတယောက်ဖြစ်ုံသားမကဆရာတော်တန်ဃာတော်ရိစီကနေတော့ယုံကြည်မှုတွေကိုရရှိနေပြီဖြစ်ပါကမ္ဘောဒီးယားနိုင်ငံကဆရာတော်တွေကပါယုံကြည်လေးစားမှုနဲ့အတူပြပြရေးစီကိုအခုလိုမျိုးတိမ်ပေါင်း900လာရောက်လှူဒန်းရတဲ့အထိဂုံယူကြကိစ္စအပေါ်မှာပြည်သူတို့ရောလေးစားမိကြပါသလားရှင်